တခါတော့ကကလေးမရနိုင်တဲ့လင်မယားတွေရှိပါတယ်။ဘလို့ပဲစူးစမ်းကြည့်တာကလေးကမရနိုင်သလိုယောက်ျားပြည့်သူကိုလည်းအပေါင်းအသင်းတွေကကိုရွေးလေးဆိုပြီးတော့လှောင်ကြတာပေါ့။အဲနောက်မှာတော့ကလေးရဖို့နီးမျိုးစုံစူးစမ်းနေတဲ့ဆိုရွန်းကတော့ online ကနေကလေးရအောင်လုပ်တဲ့နေရာကိုတွေ့သွားခဲ့ပါတယ်။ညဘက်ရောက်တဲ့ခါမှာတော့အရင်မူးပြီးပြန်လာတဲ့ယောက်ျားပြည့်သူကိုအားရတရလောက်စိတ်ပြေလက်ပြောင်းခရီးထွက်ဖို့ပြောလိုက်ပါတယ်။ရဲ့နေငယ်ကြမှာတော့သူတို့လင်မယားသူရှာတွေ့ထားတဲ့နေရာကိုသွားဖို့ခြေလမ်းတစ်သွေး ကောင်းလန့်တဲ့တွင်နဲ့ခရီးထွက်လာခဲ့ကြပါတယ်။လမ်းခီကလည်းတောတောင်ထဲဖြစ်နေပြီးလမ်းကလည်းကြမ်းတမ်းလုံးပေမဲ့ခလေးလိုချင်လုံးတာကြောင့်မရရအောင်ရှာဖွေသွားရင်နဲ့နောက်ဆုံးမှာတော့လူသူပြတ်တဲ့တောင်ပေါ်တနေရာမှာသူတို့ရှာနေတဲ့စားတောက်ဆိုင်လေးကိုတွေ့သွားခဲ့ပါတယ်။ထင်သားသလိုမဟုတ်ဘဲနဲ့အဲဒီဆိုင်မှာစကားမပြောတတ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ယောက်ျားလိုထင်ရတဲ့သူနှစ်ယောက်ရှိပြီးသူ့မိမအပေါ်ကိုလည်းချင်နာပုံမရပါဘူး။ဆိုရင်းကတော့ပြန်ဖို့ပြောလိုက်ပေမဲ့ယောက်ျားကတော့ရောက်လက်ဆာနဲ့စားတောက်ပြီးမှပြင်မယ်လို့ပြောလိုက်ပါတယ်။ အဲ့နောက်မှာတော့ဒီဆိုင်မှာနာမည်ကြီးနေတဲ့ချက်စုပြုတ်ကယောက်ျားတွေတက်ကောင်းတယ်လို့ပြောလိုက်ပြီးတောက်ဖို့ကိုတော့အထူးလှုပ်ထားတဲ့အရက်ကလေးခြာပေးလိုက်ပါတယ်။အဲ့နောက်မှာတော့တော်ရဲကိုအမဲလိုက်သွားဖို့ပြောလိုက်ပြီးဆိုယွန်းတို့လည်းအရက်ကိုတောက်နေတဲ့နောက်ဆုံးအရက်ထဲမှာကင်းချီများတွေစိန်ထားတာကြောင့်လန်သွားခဲ့ပါတယ်။ညပစ်ရောက်တဲ့ခါမှာတော့စားပွဲတောက်ပွဲလုပ်လိုက်ပြီးဆိုင်ရှင်မိမစီကိုဆိုယွန်းယောက်ျားရဲ့အကြည့်တွေကရောက်နေတာကိုသိတော့မင်းငတ်မိမနဲ့အတူအိတ်မလားလို့မေးလိုက်တာကြောင့်ဖြေးစရာစကားမရှိဖြစ်ခဲ့တာပေါ့။ ိနောက်မှာတော့ဆိုယွန်းကအပေါ်ပွားသွားဖို့လုံနေပြီအချိန်ဆိုင်ရှင်တုတ်ကြီးကဆိုယွန်းကိုကြောင်စီစီလုံနေရင်ညတညကတော့ပြီးဆုံးသွားခဲ့ပါတယ်မနေ့ရောက်တဲ့ခါမှာတော့ဆိုယွန်းမျိုးသားကဆိုင်ရှင်တုတ်ကြီးနဲ့မဲလိုက်ထွက်ရကနေပြန်လာခဲ့ပါတယ်အိနောက်မှာတော့ပြန်ဖို့လုပ်ခဲ့ကြပြီးကဆက်နိုးတဲ့ခါမှာတော့နှုတ်မရခဲ့ပါဘူးတကယ်တော့သူတို့ပြန်လာမှကိုတည်တာကြောင့်တုတ်ကြီးကကားကိုလှုပ်ထားခဲ့တာပါအဲ့နောက်မှာတော့ဝက်ရှော့ကိုဖုံးဆက်လိုက်ပြီးဒီနေ့ပိတ်တာကြောင့်ဒီတညတော့အိတ်ဖို့ပြောလိုက်ပါတယ် မတက်နိုင်တာကြောင့်လင်းမြောင်းနှစ်ယောက်လည်းဆက်နေဖို့ဆုံးဖြတ်လိုက်ပြီးမြက်ဘက်ကိုစားပွဲတောက်ပွဲတွေထက်လောက်ကအရက်ကိုမူးနေအောင်တိုက်လိုက်ပါတယ်။အဲဒီနောက်မှာတော့အရက်မူးနေတဲ့ဆိုရင်ယောက်ျားရဲ့အခန်းထဲကိုသူ့ရဲ့မိန်းမကိုထည့်ပေးလိုက်ပြီးထိုးကျွေးလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲဆိုရင်ကိုသူ့ရဲ့ယောက်ျားနဲ့တောက်ကြီးမိန်းမတို့ဖြစ်နေတာကိုပြလိုက်ပြီးဆိုရင်ကိုပြန်စားလိုက်ပါတယ်။မနဲ့မိုးလေးတဲ့ခါမှာတော့သူမလုံကမလုံနေဖြစ်နေခဲ့ကြပြီးတောက်ကြီးကတော့သူ့ယောက်ျားနဲ့ဝက်ရှော့ဆိုင်ကိုအတူသွားခဲ့ကြပါပဲ။ဆိုင်ကမဖွင့်သေးပါဘူး။ တကယ်တော့ဒါကသူ့ရဲ့အကြံစီတွေပါပဲအဲနောက်မှာတော့တုတ်ကြီးကဆွေရွေယောက်ျားကိုတောထဲမှာသားကောင်ဖော်ဖို့ခေါ်သွားရင် ထောင်ချောက်မိအောင်လွတ်လိုက်ပြီးတောင်ကနေပြုတ်ကျသွားစီခဲ့ပါတယ်အဲနောက်မှာတော့တုတ်ကြီးတယောက်တည်းပြန်လာတာကိုမြင်တဲ့ဆွေရွေကအတင်းမိခဲ့ပေမဲ့မတိကျအောင်ဆောင်ငေခဲ့ပါတယ်ခဏကြာမှတော့အဒဲဒဲဒဲရောက်လာပြီးသူတို့လုံကလို့ကျွေးမွေးကလှုပ်ဖို့ကြိုးစားခဲ့ပါတယ်ဆွေရွေကိုတော့အခန်းထဲပိတ်လိုက်ပြီးတုတ်ကြီးကတော့ဆုံတဲ့အစ်စ်ကိုနီးဟောင်းနိုင်လှုပ်ခဲ့ပေမဲ့ကမလီရဲ့ဘဲကရောက်လာတာကြောင့်တုတ်ကြီးကနေအောင်လုံးကိုရှော့လိုက်ပါတယ် ။အဲနောက်မှာတော့ဆိုရင်ယောက်ျားကသတိမိနေရကနေပြန်သတိရလာခဲ့ပြီးချင်းနေကိုသဘောပေါက်လာကြောင်းတောက်ကြီးရဲ့ကားနဲ့ထွက်ပြေးခဲ့ပေမဲ့လမ်းမကျွမ်းခဲ့ပဲနဲ့အပြန်ဖမ်းခံလိုက်ရပါတယ်။အဲနောက်မှာတော့နေအောင်လုံးကိုဖမ်းထားတဲ့နောက်တနေ့မှာတော့ဇုံတွဲပြီးပြောက်တာကြောင်းဒီနေရာကိုရဲနေရောက်စုံစမ်းမှုရောက်လာတဲ့ချိန်ဆိုရင်ကခြေရောက်နဲ့ဘုံကိုကန်လိုက်တာကြောင်းရဲကဖမ်းထားတဲ့နေရာကိုတွေ့သားခဲ့ပါတယ်။အဲနောက်မှာတော့တုတ်ကြီးကရဲနှောင်လုံးကိုလည်းထက်လျှော့လိုက်ပြန်ပါတယ်ခဏကြာမှတော့တုတ်ကြီးမိမက ဆိုယုံကိုလှုပ်ပြီးလိုက်ပြင်မဲ့နောက်ကနေလိုက်လာခဲ့ပါတယ်။အိမ်နောက်ရောရင်စံကန်းနဲ့ဆိုယုံယောက်ျားတွန်းလိုက်တာကြောင့်တိုးကြီးတရားအချော်နဲ့ထိုးမိကရှော့တက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ခလေးလိုချင်လို့သွားတဲ့ဆိုယုံတို့လင်မယားလည်းအသက်မတည်ုံတမဲနဲ့လွမြောက်ပြီးဇရန်လေးကပြီးဆုံးသွားခဲ့ပါတယ်။မိတ်ဆွေတို့လည်းလမ်းမောင်ကပြတ်သမားတွေကိုမယုံကြည်ကြဖို့မေတ္တာရက်ခံကြပါတယ်။